မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာဘထွေရေးသားသော စက်ကူခောက်ဝါရုပ်အကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘဝတုဒ္ဒရဝေရအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ Coda Garden Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်မြမကလေးတငယ်မှလည်းပြစ်တိုင်းအောင်ရုပ်ဖိုးဝါရုပ်တားတော်ရုပ်စီးဝဲရုပ် ၊နွားယုတ်၊မြင်းယုတ်၊ဆေးယုတ်စသောအယုတ်များနဲ့ရင်းနှီးကြသည်သာဖြစ်သည်။ထိုအယုတ်များမှာစက်ကူနှင့်ခေါင်းပွားပြုလို့၍ဆေးရောင်ချဲထားသောအယုတ်များဖြစ်သည်။ထိုစက်ကူခေါင်းပွားယုတ်များမှာကလေးများဖို့ကာယာတွင်ပေါ်ပါ၍ဈေးနှုန်းလည်းမကြည့်လာချေ။ပြည်တိုင်းတော်ယုတ်မှာအနည်းနှင့်ခွေ၍ပကတ်ထဲသကောထဲထည့်ထားသည့်မွေးကားစကလေးပုံဖြစ်သည်။ဖိုးဝါယုတ်မှာမတည့်ရနိုင်စကလေးပုံဖြစ်သည်။သားတော်ယုတ်မှာအသက်အနည်းငယ်ပိုကြည့်လာသောကလေးပုံဖြစ်သည်။ရှေးခါကနန်းတွင်ကလေးတငယ်များသည်ပြည်တိုင်းတော် ောင်ယုတ်ဖိုးဝါယုတ်တတော်ယုတ်များနဲ့ကစားကြသည်ဟုမှတ်သားရသည်။နောက်ခါတွင်ဆက်ကူခောက်ဝါယုတ်အမျိုးမျိုးတီထွင်ပြုလုပ်လာကြသည်။ခောက်ဝါယုတ်ပြုလုပ်ရန်ဥစွာရှို့စေးသို့မဟုတ်တစ်သားကိုပြုလုပ်မိအယုတ်ဤပုံသဏ္ဍာန်အကျံပြုလုပ်ထူထွေးရသည်။အင်္ဂရီကိုလည်းပုံကျန်းပြုလုပ်တတ်ကြသည်။ ထိုပုံရံပေါ်တွင်စက်ကူကိုကော့တုပ်၍အထက်ထက်ကတ်ရသည်ထိုသို့ကတ်ရန်သတင်းစာစက်ကူပြီးလက်မြေစက်ကူနှင့်မှိုင်းကင်စက်ကူများကိုအသုံးပြုကြသည်အချို့ကဂုံနေဆကျဲကျဲကိုလည်းစက်ကူနှင့်ထိုက်၍ကတ်သည်ထိုစက်ကူပုံကိုကော့ချအောင်နေပူလိုက်ရသည်ကော့များခြောက်သောအခါစက်ကူပုံများကိုနောက်မှသို့မဟုတ်ဘေးမှဓာတ်နှင့်ခွဲ၍ရှုပ်ပုံချမ်းသို့မဟုတ်တစ်သားပုံချမ်းမှခွာယူရသည်ထိုနောက်ဓာတ်နှင့်ခွဲထားသောနေရာများကိုစက်ကူကော့ကတ်၍ပင် ခိုင်မာစွာဆက်ရသည်ထိုအခါခောက်ပွားရုံ လုံးအကြံ့ပုံရရှိလာသည် ခေါဝတ်ရုံလိုအကျန်းပုံရှိစက်ကူအဖူထွက်ကလေးများကိုချုံငွေစေရန်ဂုံညင်းဖြင့်တိုက်ရသည်ထိုသူပြုလုပ်သည်ကိုဂုံညင်းချောသည်ဟုခေါ်သည်ဖုထေများချုံမသွားသောအခါစေးရောင်စုံချဲသည်စေးရောင်ချဲရာတွင်မြေစေးပိုစတာစေးဖြင့်ချဲသည်စေးရောင်ပုံမှုခိုင်စေရန်သင်္ဘောစေးဖြင့်လည်းချဲကြသည်အယုတ်ကလေးများအယောင်တလက်လက်နှင့်လှပစေရန်စေးရောင်ပြင်ရွှေချီမုတ်ငွေချီမုတ်များနှင့်လည်းချဲကြသည်တချိန်ကမြန်မာကလေးလောကတွင်မျက်နှာဖုံးယုံများခက်စားခဲ့သည်မျက်နှာဖုံးယုံများမှာမင်းသားယုံမင်းသမီးယု ုံ၊ဝင်ကြီးယုံ၊ရက်သေးယုံ၊နှက်ယုံ၊ကြာယုံ၊မြောက်ယုံစသဖြင့်အမျိုးမျိုးရှိသည်။မျက်နှာဖုံးယုံများကိုခေါင်းကွာပြုလုပ်နေတိုင်းပြုလုပ်ထားခြင်းဖြစ်သည်။မျက်နှာဖုံးယုံ၏မျက်လုံးနှလုံးနေရာကိုအပေါက်ဖောက်ရသည်။ထို့နောက်မျက်နှာဖုံးယုံကိုမျက်နှာ၌အရွေအယုတ်ဘေးတစ်ဖက်တစ်ချက်မှစူးစမ်းနှင့်ဥကောင်းနောက်၌ခြိလိုက်ကမျက်နှာဖုံးယုံတက်ပြီးဖြစ်သွားသည်။ မင်းသားမျက်နှာဖုံးယုတ်တက်သောကလေးသည်မိမိကိုယ်ကိုမင်းသားကလေးဟုအထင်ရောက်သွားတတ်သည်။ကြားမျက်နှာဖုံးယုတ်တက်သောကလေးသည်မိမိကိုယ်ကိုကြားကြီးဟုအထင်ရောက်သွားတတ်သည်။မြမကလေးများသည် မျက်နှာဖုံးယုတ်များနှင့်ပျော်မြူးစွာကစားကြသည်။ယခုခါမျက်နှာဖုံးယုတ်ကို အတွေ့ရနည်းလာသည်။အသုံးအများဆုံးစက္ကူခေါင်းဝယုတ်မှာစည်းကွက်ယုတ်ဖြစ်သည်။မြမယုတ်များတွင်အစွဲယုတ်နှင့်အထောင်ယုတ်ဟုနှစ်မျိုးရှိသည်။ကျိုးနှင့်စွဲ၍ကန်းရသောယုတ်မှာအစွဲယုတ်ဖြစ်၍တနေရာရာတွင် ထောင်နှားနိုင်သောယုတ်မှာအထောင်ယုတ်ဖြစ်သည်။ ကြက်ရုပ်ငှက်ရုပ်များမှာအစွဲရုပ်များဖြစ်သည်ဆင်းရုပ်နွားရုပ်မြင်းရုပ်များမှာအထောင်ရုပ်ဖြစ်သည်ဇီးကွက်ရုပ်သည်အစွဲရုပ်ရော အထောင်ရုပ်ပါဖြစ်သည် ဇီးကွက်ရုပ်အတုံးများခြင်းမှာဇီးကွက်သည်လက်ကောင်းသောသတ္တဝါဟုယူဆကြသောကြောင့်ဖြစ်သည်မြမဇက်ပွဲများတွင်ဇက်ဆောင်များအုံပြုသောနဂါကောင်ဘလူးကောင်ဂလုံကောင်တက်တူရီကောင်ကြာကောင်မြောက်ကောင်မြင်းကောင်စသောခေါင်းဆောင်အမျိုးမျိုးကိုတွေ့မြင်ကြရသည်ရာမဇက်ကလည်းလည်းခေါင်းဆောင်များနဲ့ကြရသည်ထိုခေါင်းဆောင်များမှာလည်းစက်ကူခေါင်းဝါရုပ်လုံနေတိုင်းပြုလုပ်ထားခြင်းဖြစ်သည်ဇက်တပင်သုံးခေါင်းဆောင်များတွင်ခေါင်းတင်နှင့်ခေါင်းစုဟု၍နှမျိုးရှိသည် ခေါင်းပေါ်တင်ယုံတင်ဆောင်သောခေါင်းဆောင်မှာခေါင်းတင်ဖြစ်သည်ခေါင်းတစ်ခုလုံးဆွ၍ဆောင်သောခေါင်းဆောင်မှာခေါင်းစွဖြစ်သည်ငကားကောင်ဂလုံးကောင်ကြက်တူရီကောင်စသည်မှာခေါင်းတင်ဖြစ်သည်ကြာကောင်ဝက်ဝံကောင်မြောက်ကောင်စသည်မှာခေါင်းစွဖြစ်သည် ဘလူးကောင်းတွင်ခေါင်းတင်ခေါင်းစုံနှစ်မျိုးစလုံးရှိသည်။ကြားကောင်းစုကိုတုံးသောအခါတကူလုံးကြားတဲ့ကဲ့သို့ချုပ်လို့ရေးချေထားသောအဝတ်ကိုဝတ်ရသည်။အခြားကောင်းစုသုံးလည်းလဲထိုဒီတိုင်းခေါင်းလိုက်ဝတ်ရသည်။ခေါင်းစု၏မျိုးလုံးနှလုံးနေရာတွင်အပေါက်ဖောက်ရသည်။ခေါင်းစု၏နှာခေါင်းနှင့်နားနေရာများတွင်လည်းအသက်ရှူပေါက်များဖောက်ရသည်။ခေါင်းဆောင်များကိုဆေးရောင်ချေရာတွင်သဘာဝအလိုက်ချေသည်လည်းရှိသည်။အစင်လာရချေသည်လည်းရှိသည်။ တောကောင်များဖြစ်သောကြာဝက်ဝွန်မြောက်စသည့်များကိုတဘာဝတိုင်းစေးချေသည်ယာမဇလာယာမမင်းသည်မြအစင်းရှိသည်ဆို၍ယာမကောင်းကိုအစဲအောင်ချေသည်ဤတော်လက္ခဏာသည်ရွှေစင်းရှိသည်ဆို၍လက္ခဏာကောင်းကိုရွှေအောင်ချေသည်ဘလူးကောင်းကိုအများအပြားအစဲအောင်ချေသည် ဘလူးအမျိုးအစားလိုက်၍ပန်းရောင်အနီရောင်အဝါရောင်ခြေတိများလည်းရှိသည်။၎င်းသည်ရေသရဝါဖြစ်၍အစိမ်းရောင်ခြေသည်။ကောင်းများတွင်ပါသောကနုတ်များကိုမူရွှေရောင်သို့မဟုတ်အဝါရောင်သာခြေသည်။ဆက်သပင်သုံးခေါင်းဆောင်များကိုကောင်းသည့်ထက်ကောင်းအောင်တီထွေလာကြသည်။ယခုကပိတ်ဆဘောတွင်ဘောကျဲရောင်စုံထိုး၍ခေါင်းဆောင်ကိုကတ်သည်လည်းရှိသည်။ခေါင်းဆောင်ကိုတရိုးကန်၍မှန်စီရွှေချလည်းရှိသည်။ ထို့သို့တီထွေလာခြင်းဖြင့်ပုံမှုအယောင်ထွက်တောက်ပ၍တံပိုးလဲကြီးလာပေသည်မြမကလေးများအတွက်ကစားစရာစက်ကူခောက်ပွားရုံများကိုအခြားမြမရိုးရာအယုံများနဲ့တူတကူကြီးဖျားဆောင်နှမဆိုင်များနဲ့ဖျားပွဲတော်မှဈေးဆိုင်များတွင်မြန်မြန်ဆိုင်ဆိုင်ရောင်းချပေးလျက်ရှိသည်ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးရအတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ကွန်တာကတ်နွန် channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်